အလုံးဝမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကာမကတိတ်ခဲကောင်မလေးနဲ့မှားခဲ့ပြီးတော့ဤကူလာကအပြစ်မရှိတဲ့မယားကြီးတွေစိတ်မကောင်းစရာအကြောင်းအရာဗီဒီယိုဖိုင်လေးကိုအလုံးတိအောင်တင်ပြပေးလိုက်ပါလေဗျာအလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါလေဗျာ ကားသမားရဲ့အမျိုးသမီးကအိမ်မှာနေရင်းထိုင်နေတဲ့ HIV ကူးစက်ခံရတာအဲ့တော့ဘာကြောင့်လဲဆိုတော့သူ့ရဲ့အမျိုးသားကဒီလမ်းသွားတဲ့ခါမှာဒိတ်ခဲတွေနဲ့ပျော်ပါတတ်တယ်သူပျော်ပါလိုက်တဲ့ဒီရွှေကြာလေးက HIV ရှိရဲ့ HIV ရှိတော့အမျိုးသမီးကအိမ်မှာနေရင်းထိုင်နေတဲ့သူလည်းကူးစက်ခံရတယ်အဲ့တော့သူအာမမိုးကိုယင်ဖွင့်နေပေါ့နော်သူစိတ်ညစ်ရတဲ့အကြောင်းပေါ့နော်အဲ့တော့ အားမငယ်အဲ့လိုမျိုးကြုံရတဲ့အမျိုးသမီးတွေအနေနဲ့အားမငယ်ပို့တော်မမူကအားပေးခြင်းနဲ့ပြောစရာစကားလုံးတော့မရှိအောင်စိတ်မကောင်းဖြစ်မိရယ်ပေါ့နော်အဲ့တော့မလုပ်ရမှလဲဆိုတော့ဒါကတော့ကိုယ့်ရဲ့အမားမပါဘဲနဲ့ကြုံရတဲ့အမားဖြစ်တဲ့အတွက်မလုပ်မလဲဆိုတော့စမ်းမာခြင်းပေါ့ကုခန်အားကောင်းအောင်ဂယူဆိုင်ပါကုခန်အားကောင်းလို့ရှိရင် HIV ကမမူလို့တက်တန်းစီ နေသွားလို့ရတယ်ပေါ့နော်အဲ့တော့အမျိုးသမီးရဲ့အနေနဲ့ fight day မှာနောက်တစ်ယောက်ဆိုရင်မမွေးရဲ့မိတ်ဆွေမှာဇီလာဝယ်တာအပြိုလေးပေါ့နော်အပြိုလေးကိုအပြိုလေးဆိုတော့မဟုတ်ဘူးပေါ့နော်ဒီမယူရသေးဘူးသူ့ရဲ့အမျိုးသားကလည်းသူ့ရဲ့ကောင်လေးကလည်းအဲ့လိုမျိုးဖြစ်လို့ HIV ကူးစက်ခံရတယ်တဲ့အဲ့လိုမျိုးအများကြီးပဲပေါ့နော်အခုခေတ်မှာ ဒီ line ပေါ်ကနေရောအများဆုံးပဲပေါ့နော်အဲ့တော့မျိုးသမီးတွေအနေနဲ့လည်းခရူးဆိုင်ဖို့လိုရေပေါ့နော်အမျိုးသားတွေအနေနဲ့လည်းပျော်ပါမှုကြောင့်ကိုရောကိုမိသားစုရောဒုက္ခမရောက်အောင် ခရူးဆိုင်ပါလို့မမကတော့စိတ်မကောင်းခြင်းများစွာနဲ့ဒီ video လေးကိုဖန်တီးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကြုံနေရတယ်ဆိုရင်ကိုယ့်ရဲ့စက်မာကြီးကိုယ့်ရဲ့ကိုယ်ခံကားစနစ်ကိုခရူးဆိုင်ပါနော်